ော်တာတက်ရက်လက်ကလွတ်မယ်အဲ့ဒီကြောင့်ဒီဆိုရှယ်မီဒီယာလောကကကျွန်တော်တို့အများကြီးပါမှာပါကျွန်တော် AOD သားအစီအလင်းပြောတယ် online ကလည်းချပြပြီးတော့ကျွန်တော်တို့သွားတွေ့မှာဖြစ်ပါတယ်မကြာခင်မှာကျွန်တော်တို့အကောင့်ထဲပုံမှာဖြစ်ပါတယ်အကုန်လုံးချိတ်ဆက်ပြီးသွားပြီးတွေ့ဖို့ကျွန်တော်တို့ပလန်ချပြီးသွားပါပြီမြန်မာနိုင်ငံမှာဖြစ်ပြက်သွားတဲ့ AI တွေကအပြစ်မှုတစ်ခုရှိတယ်မိမတော်လဲဆိုတာကကျွန်တော်မှမင်ပဲခွန်တော်တွေကခင်ဗျားတို့ social media တစ်ခင်မှာဒီကောင်းကိုမြင်မှုရဲ့ကောင်တွေအများကြီးရှိနေမယ် အလုံးမမင်္ဂလာပါမွေး channel လေးရင်ကြိုဆိုလိုက်ပါတယ်မွေးဒီနေ့တက်ဆက်ပေးချင်တဲ့ဗီဒီယိုလေးကတော့ live ပေါ်မှာနံပါတ်ကြီးနေတဲ့အုပ်စုဖွဲ့ပိုက်ရိုက်ခတာနဲ့ပတ်သက်ပြီးတော့အခုဆိုရင်နင့်နာသူចောင်းသူလေးကိုအဲဒီပြက်လက်မဖြစ်ရှင်းပဲနဲ့ short short လုပ်နေလို့ဒီအကိုတို့အဖွဲ့စည်းကနေပြီးတော့ဒီတရားဝင်ကြေညာလိုက်ပြီးပေါ့နော်တကယ်လို့မဖြစ်ရှင်းပေးသေးဘူးဆိုလို့ရှိရင်သူတို့အဖွဲ့စည်းကိုယ်တိုင်လိုက်လာပြီးတော့အဲဒီ live လွှင့်ပြီးတော့ share မယ်ပေါ့နော်ဗီဒီယိုတမဆိုလို့ရှိရင်တော့ပြည့်စုံပါပါတယ်အားရစရာလည်းကောင်းတယ်ပေါ့နော်နင့်နာသူចောင်းသူလေးဘက်ကနေပြီးတော့ဝင်ရပေးမယ်မိပါတယ်ရှိလို့ရှိရင်လည်းဗီဒီယိုလေးကိုစောင့်နေလက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှိအရောက်မှာအားရစရာကောင်းတယ်ပေါ့နော် ါဆွဲတဲ့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်။ဒါကျွန်တော်တို့လူတော်ထဲမှာကျွန်တော်တို့ဆိုရှယ်မီဒီယာပေါ်တင်ပြီးတော့ရိုက်တဲ့သူကရိုက်တယ်ဖြစ်ပုံနေရနော်။ပါးကိုရိုက်တဲ့ကောင်မလေးကရိုက်တယ်။နော်ပါးကိုရိုက်အောင်နေမဟုတ်ဘူးတစ်ချက်နှစ်ချက်ရိုက်အောင်နေမဟုတ်ဘူးကျွန်တော်တို့သဘင်တွေကိုစောင့်ဆွဲတယ်နော်။သောဆွဲပြည့်ရဲ့အပြင်ကိုခုနကတော့ထိုင်ကြော်ခိုင်းတဲ့အစီအစဉ်အထိကျွန်တော်တို့အခုဒါအပိုင်းပိုင်းတင်လို့ပါကျွန်တော်တို့အစဆုံးဗီဒီယိုကိုကျွန်တော်တို့ဒါဗီဒီယိုဖိုင်ကိုကျွန်တော်စီမှာအခုတင်ထားတဲ့လက်ရှိเนาะ ဒါဟာကျွန်တော်တို့လူသားချင်းစာနာမဲ့စွာပြုမှုတဲ့လောရဖြစ်ပါတယ်ဒါလည်းကိုကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ထိမ်ဝက်ထားမယ်ဆိုလို့ရှိလို့ရှိရင်လည်းဒါကျွန်တော်ပြောချင်တာကထိမ်ဝက်ထားမယ်နော်ဒါတွေကိုဝိုင်းဝန်းပြီးတော့ထိမ်ဝက်ထားမယ်ဒါတွေကိုကျွန်တော်တို့ဟိုဟာပြောမယ်ဆိုလို့ရှိရင်ဆိုရှယ်မီဒီယာပေါ်တက်လာခြင်းဟာဒါတစ်ဖက်ကကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင်တော့ကံမကောင်းခြင်းလို့ကျွန်တော်တို့ပြောချင်တယ်နော်ဆိုရှယ်မီဒီယာပေါ်ရောက်လာခြင်းဒီတစ်ဖက်ကကံမကောင်းခြင်းလို့ကျွန်တော်တို့ပြောချင်တယ်ဒါကျွန်တော်တို့ငြိမ်နေတာကောင်းငြိမ်နေတာမဟုတ်ဘူးတော့ကျွန်တော်တို့ရဲ့ plan နဲ့ကျွန်တော်တို့ငြိမ်နေတာအဲကျွန်တော်တို့ အခုဒီဟာမူဟာကျွန်တော်မြန်မာနိုင်ငံမှာကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်မှာအင်မတန်မှလူသားချင်းစာနာမဲ့စွာအထောက်ထားမဲ့စွာလူအချင်းချင်းနိုင်ငံစီနေပြုခြင်းလို့ကျွန်တော်တို့ယူဆတယ်။ဒါကိုကျွန်တော်လက်တွေ့နဲ့ကျွန်တော်တို့လက်ရှိအနေအထားတိုင်းကျွန်တော်တို့ညီသွားမှမဟုတ်ဘူးဆိုတာကိုလည်းရဲရဲကြီးပြောမယ်။လောကအမခံနဲ့ကျွန်တော်တို့ကျင့်တဲ့အရာတစ်ခုထိဖြစ်မလာဘူးဆိုလို့ရှိရင်ဒါတည်းကျွန်တော်တို့ဒီလောကကြီးဟာကျွန်တော်တို့ကမ္ဘာတစ်နိုင်ငံလုံးသိအောင်ကျွန်တော်တို့ဒါလူသိရှေ့ချလောက်သွားမှလည်းဖြစ်တယ် အတိလေးဒီနေရာနေကျွန်တော်ပြောပါတယ်နော်အတိလေးပြောတယ်အကျွန်တော် AOD သားအတိလေးပြောတယ်အဲ့တော့ဘသူဝိုင်းရသည်ဖြစ်သည်မဝိုင်းရသည်ဖြစ်သည်အမှန်တရားကိုချစ်တဲ့သူတွေမြန်လုံးတဲ့သူတွေဝိုင်းရလာလိမ့်မယ်နော်ဘသူမဝိုင်းရစရာမလိုတဲ့ကျုံထုပိုင်ကျုံတို့ကျုံတို့လည်းရောက်နေကျုံတို့လုံမယ်အဓိကကတော့ခမရတို့ဒါသမီကျုံတို့ဒါသမီခမရတို့နှမကျုံတို့နှမဒီလိုလောက်ရကိုကျွန်တော်တို့ဆိုရှယ်မီဒီယာပေါ်ရောက်မလာဘူးဗီဒီယိုဒါမရိုက်ထားဘူး ဝိုင်းဝင်းပြီးတော့တယောက်တယောက်ဖြေပြန်ပေးလဲဆိုကျွန်တော်နာစရာအကြောင်းမရှိဘူးအခုလဲမိကလေးနဲ့ကျွန်တော်ဘာမှမတော်ဘူးမတော်ဘူးဆိုပေမဲ့မြင်ရတွေ့ရတာစီကျွန်တော်တို့တစ်ဖက်သက်တာဆန်လွန်ခြင်းကြောင့်လူသားမဆန်ခြင်းကြောင့်အမျိုးဘာသာသာသနာနဲ့ဗုဒ္ဓဘာသာမြန်မာနိုင်ငံနိုင်ငံတော်မှာဒီလိုအဖြစ်ပြက်တွေကိုကျွန်တော်တို့ပညာမဲ့ဆိုတာလုပ်ရကြောင်းဒီကိစ္စကိုကျွန်တော်တို့ထိထိရောက်ရောက်ကင်တွယ်ဖို့အတွက်သုံးဖြတ်ပြီးမီဒီယာပေါ်တက်လာခြင်းဖြစ်တယ်ဟုတ်ပြီနော်အားလုံးလေးသားတယ်ချစ်မိတ်ဆွေများအားလုံး အမှန်တရားကိုချစ်ရင်အမှန်တရားကိုမျက်နှုံးရင်အမှန်တရားလမ်းကြောင်းရဲ့နောက်ပိုင်းမှာခင်ဗျားတို့ဝန်းရံပေးပါဒါပဲပြောချင်တယ်โอเคเนาะအားလုံးကျွန်တော်ကိုအောင် ARD ကိုအောင်ဖြစ်ပါတယ်တုတ်ဖုန်းနံပါတ်တိုက်ရိုက်ဆက်သွယ်ခြင်းရင်68 8 9 4 4 3နှိ60 396 5 2 2ကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့အကြံပြုပေးနိုင်ရပါတယ်အားလုံးမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးလှည့်ပတ်ခြင်းကင်းဝေးခြင်းအနိုင်ကျင့်ခြင်းနိုင်ထက်တလူလုံခြင်းเนาะ လူဘာဝချင်းတွေမှကင်းဝေးပါစေလို့ဆုတောင်းပြုဆန္ဒပြုဆုတောင်းပေးလိုက်တယ်ဗျာအားလုံးမင်္ဂလာဖြစ်ပါစေကဲအခုအဲ့ဒီအကြောင်းသူတွေတော့ကိုဘာမှစိတ်မပူကြတော့နဲ့အမျိုးတို့နော်အားပေးနေကြတဲ့အမျိုးတို့ရောအကုန်လုံးကျွန်တော်တို့အခုမကြခင်မှာကျွန်တော်အကုန်လုံးချိတ်ဆက်ပြီးသွားပြီအဲသူ့ကိုကျွန်တော်တို့ဟိုဘောတစ်ဖက်ကိုလည်းတာစီနာစီကျွန်တော်တို့မတွေ့ဘူးအဓိကကကျွန်တော်တို့ကကလေးမလေးကိုတနာတာကလေးမလေးကိုကျွန်တော်တို့အားပေးမယ်သူ့ရဲ့ပညာကံသူ့မဟုတ်ရင် သူရအားနဲ့ချက်ကလေးတွေပေါ့နော်အကုန်လုံးကိုကျွန်တော်တို့ဒါကျွန်တော်ရဲ့နောက်ကဟိုကျွန်တော်အကိုတွေကျွန်တော်နောက်ကအာဒါဟိုပြောမှဆိုလို့ရှိရင်ဟိုကုညီပေးမဲ့ကုညီသွားမဲ့ကုညီပေးသွားမဲ့သူတွေနဲ့ကျွန်တော်ဒါအာသူတို့ရဲ့ကိုသားကိုကျွန်တော်တို့ဒါတရံဝင်ကျွန်တော်တို့ဒီ online ရလဲချပြပြီးတော့ကျွန်တော်တို့သွားတွေ့မှာဖြစ်ပါတယ်မကြခင်မှာကျွန်တော်တို့ account ထဲပုံမှာဖြစ်ပါတယ်အကုန်လုံးချိတ်ဆက်ပြီးသွားပြီတွေ့ဖို့ကျွန်တော်တို့ပလန်ချပြီးသွားပါပြီအခုကျွန်တော်တို့အကုန်စီစဉ်ပြီးသွားရင်မကြခင်မှာကျွန်တော်ရောက်အောင်သွားမှာပါကဲအမျိုးတို့အဲတမီးလေးကိုချစ်တဲ့အမျိုးများဝိုင်းရံပေးပါအောင်အားပေးပါအောင်နော် နောက်လည်းအားပြီးဝိုင်းပြီးတော့အားပေးပါအောင်ကျွန်တော်တို့ကိုယ်တိုင်သွားမယ်ကိုရောကျွန်တော်တိုက်ရိုက်လိုက်ကလွှင့်မယ်တိုက်ရိုက်တင်ပေးမှာပါဒါလေးကိုကျွန်တော်ပြောချင်တယ် share ထားဒီကောက်ကလေးကို share ထားမှာခင်ဗျားတို့သိမှာနော် follow လုပ်ထားလိုက်နော်ဒါမှသိမှာချစ်မေးသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေမင်္ဂလာရှိသောမနက်ခင်းလေးဖြစ်ပါစေဒီပုဂ္ဂလေးကိုတွေ့တွင်ရင်းနဲ့ခင်ဗျားတို့ဆုံးအောင်လဲနားထောင်ပြီး share လဲ share ပေးဒါဟာဗာလဲဒါဟာကျွန်တော်တို့မခံကျင်တဲ့အမှန်တရားတစ်ခုကိုကြုံပြောမှဖြစ်တယ်ဘာလို့အမှန်တရားလဲကျွန်တော်တို့အယောက်တန်းဒီသာကြီးဒါကျွန်တော်တို့လာဘုဒ္ဓခရိုင်အဲဒါပဋိခရိုင်ပေါ့ လောက်အရောက်တိုင်းလာပုတ္တာအဲပသိမ့်ခရိုင်ပေါ့အေးဟုတ်တယ်နော်ပသိမ့်ခရိုင်ကျွန်တော်မြောင်းမြမြောင်းမြမှာဖြစ်ပြပြသွားတယ်တကယ်ဖြစ်ပြကျွန်တော်တို့၆တန်းចောင်းသူလေးကိုကျွန်တော်တို့ဒါဝိုင်းပြီးတော့မှចောင်းသားချင်းချင်းဝိုင်းပြီးတော့နှိပ်ဆက်တဲ့ဗီဒီယိုဖိုင်လေးတစ်ခုဒါကျွန်တော်တို့အခုဆိုရှယ်မီဒီယာမှာတော်တော်လေးခေစားပြီးတက်ပါလာတယ်ဒါလေးကိုကျွန်တော်အချိန်ချင်းသုံးတန်နေတာစတဲ့တည်းကကျွန်တော်တို့စပြီးရောဒီပို့စတက်လာခြင်း9မိနစ်တည်းကကျွန်တော်တို့သိတယ်။ဒါပေမဲ့ကျွန်တော်တို့ တေချာပြန်လဲစီသေးတဲ့တုံးတက်တဲ့ဩဒါတကယ်လားတကယ်ပဲဒါပေမဲ့ကျွန်တော်တို့တကယ်နစ်နာပါတယ်တကယ်ခံရတဲ့အမျိုးသမီးဘက်ကအကောင်မလေးအမျိုးသမီးចောင်းသူလေးဘက်ကနေကျွန်တော်တို့ဝန်းရံကြမယ်ဒါလေးကဝိုင်းဝန်းရှက်ပေးပါဂျာကောကကျွန်တော်အကိုကြီးညာပြောသွားတာလဲဒါကျွန်တော်တို့တော်တော်လေးသဘာဝကြပါတယ်သူကတည်းမြောင်းမြောင်မနေ့ကဆင်းသွားတဲ့ကိစ္စလေးတွေကိုကျွန်တော်ရှင်းလင်းပြန်ဟားတယ်ဒါကျွန်တော်တို့မကြခင်ကျွန်တော်ဖုန်းကုန်တက်ကလေးလေလှုပ်မှုအစီအစဉ်ရှိပါတယ်ဒါဒီကကျွန်တော်တို့အမှန်တရားတစ်ခုကိုကျွန်တော်တို့တစ်ဖက်ကတောင်းဆိုတာကိုဒီလို social media ပေါ်မှာကျွန်တော်တို့ဒါလူသားချင်းချင်းစာနာမှုကင်းစွာ လူဘာဝရလို့ခေါ်တာပေါ့ဗျာပြောမှဆိုရင်တော့လူဘာဝရဒါဟိုမရှိသူကိုကျွန်တော်တို့အာမရှိသူပညာမဲ့သူတို့မဟုတ်ပညာတော့မမဲ့ဘူးတကယ်ဆွမ်းရဆင်းရနွမ်းပါတဲ့သူတကယ်ကိုကျွန်တော်တို့ background မရှိတဲ့သူကိုအာကျွန်တော်ထင်တာတော့ဒါအနိုင်ယူခြင်း social media မှာဂုဏ်သိက္ခာအကြဆင်းအောင်လုပ်ခြင်းတော်တော်လေးကိုရုပ်ဆိုးကြီးတန်တဲ့မြန်မာနိုင်ငံမှာဖြစ်ပြသွားတဲ့ AI တွေအပြစ်မှုတစ်ခုရှိတယ်ဖြစ်ပါတယ်ဒါတွေအကုန်လုံးကိုကျွန်တော်တို့ အခုပြည်သူတွေတော်တော်များများရတယ်ကျွန်တော်မခံကျင်သိတွေဖြစ်ပေါ်လာတဲ့နောက်ပိုင်းမှာကျွန်တော်တို့တော့မခံလို့ခံလို့မရတော့ပါဘူးကျွန်တော်တို့ဒါမိမကောင်လဲဆိုတာတော့ကျွန်တော်မမင်းနဲ့မိမကောင်လဲဆိုတာကျွန်တော်မမင်းပါခွန်တော်တွေကခင်ဗျားတို့ဆိုရှယ်မီဒီယာတစ်ခင်းမှာဒီကောင်ကိုမြင်မှုရဲ့ကောင်ကြီးအများကြီးရှိနေမယ်ဒါပေမဲ့ကျောတို့ကအမှန်တရားနော်မှန်တော်ကိုပဲလက်ခံတယ်မှန်တော်ကိုပဲအမှန်တရားကိုကျွန်တော်တို့ချင်းငယ်ဝေဖန်သုံးသပ်ပြီးတော့မှအလုပ်တစ်ခုကိုလုပ်ပါတယ်အဲ့တော့အေယောင်တိုင်းဆိုတာအခုဖြစ်ပြနေတဲ့မြောင်းမြဟာကျုံတဲ့နီးနီးလေးပါ ဒါကျုပ်ရဲ့နယ်ပယ်လို့ပြောလိုက်ရတာမျိုးများပသိန်းเนาะဟိုဘက်ကကျွန်တော်တို့ဒါဟိုတရကုန်းကျုံးကုန်းတို့เนาะဟိုဟိုကျွန်တော်အိမ်မဲတို့เนาะဒီဟာဒါတွေကျွန်တော်တို့ဒါဝါခမဒီနာရွှေလောင်းရဲရဲမော်လမန်ကျွတ်ဆက်တွေဘိုးကလေးဖြာပုံကြိုက်လက်ဒီဒီရဲ့ OK ဟုတ်လားမပြောတော့ဘူးဒါကျုပ်နယ်ကျုပ်ကြီးလဲကျဆားပြီးတော့ကျုပ်ရဲ့ background တော်တော်များများနဲ့ကိုလဲပတ်ပြီးတော့လုပ်ငန်းလုပ်နေတဲ့နေရာတွေဖြစ်တယ်အဲ့တော့ဒီနယ်ထဲမှာရှိနေတာကျွန်တော်တို့ကအခုကျွန်တော်တို့ဖြစ်ပြနေတဲ့မိသားစုများတော်တော်များများတည်ကောင်းသိနိုင်ပါလိမ့်မယ် နော်ကျွန်တော်တို့တိကောင်းတိနိုင်ပါလိမ့်မယ်ကျွန်တော်တို့တိတဲ့သူကတော့အများကြီးရှိတယ်အဲ့တော့ချစ်မိတ်ဆွေများအမှန်တရားလေးဖြစ်အောင်တစ်ဖက်မိဘခံရတဲ့လူတွေကျင့်နေအောင်တစ်ဖက်လုံးတဲ့တရားခံဘက်ကမိသားစုဝင်များအမြန်ဆုံးဖြည့်ရှင်းပေးပါကျုပ်တို့အမြင်မြင်အောင်ဖြည့်ရှင်းပေးပါမီဒီယာမြင်အောင်ဖြည့်ရှင်းပေးပါလိုင်းမတင်တင်မတင်တင်ခင်ဗျားတို့မတင်ရရင်ကျုပ်တို့တိရမှာအဆင်ပြေမယ်ဒါတကယ်ပဲတကားနော်ကဲမြောင်များကနေမြောင်များကကျွန်တော်တို့တမိလေးဝိုင်းအနိုင်ကျင့်ခံရတဲ့တမိလေးကိုချစ်တဲ့အမျိုးများအားလုံး သောင်းလေးနားထောင်ပေးသွားကွန်မက်ရေးအသေးပေးရှယ်လေးရှယ်ပေးသွားတော့အရေးကြီးတဲ့စကားလေးတွေကျွန်တော်ပြောမယ်ကျွန်တော်ရှေ့ပါကျွန်တော်မနေ့ကမနေ့ကကျွန်တော်တင်ခဲ့တယ်နော်ကျွန်တော်ကျွန်တော်တင်တာဘလောက်မှမရှိသေးဘူးဒါကျွန်တော်တို့လာပြီးဝေဖန်ခဲ့တဲ့သူတွေလည်းအများကြီးပေါ့ဗျာကျွန်တော်ဘသူဝေဖန်မှမကျွန်တော်ခရုမဆိုင်ဘူးဒီလမ်းကြောင်းကိုကျွန်တော်တို့ဒီတမီလေးနဲ့တွေ့ဖို့နဲ့တမီလေးဘဝရှေ့ရေးအတွက်ကိုအကောင်းဆုံးအနေထားတစ်ခုမှကျွန်တော်စူးစမ်းပေးသွားမှာဖြစ်တယ်ကျွန်တော်နောက်ကကျွန်တော်အကိုတွေပါမယ်တချို့ကပြောကြသေးတယ်သွားတွေ့ပြီးတော့ပြန်လာတော့ကောမန့်ပါသေးလားအမျိုးမျိုးရှောက်ပြောနေတာ เนาะအခုဒီအခုဒီကျွန်တော်တို့အမျိုးအကအဲ့ကျွန်တော်အဲ့တမီးလေးကိုသွားတွေ့ရဆိုဒီတူးလေးပဲရှိပါသေးတယ်တယောက်တည်းပဲရှိပါသေးတယ်ကျွန်တော်အဲ့သွားတွေ့ရကိုလည်းကျွန်တော်နေကြရလဲဒါဘောဓာတွေပါပဲเนาะတကယ်ချင်းနေကြီးကိုတွေပါပဲအဲ့တော့တော့ကျွန်တော်မသိလိုက်ဘူးကျွန်တော်ကျွန်တော်လုံခင်းတဲ့ကျွန်တော်ရှုပ်နေတာဆိုတော့သိတယ်မလားအခုဒီမှာလာလာပြီးတော့မေးကြပါသေးတယ်ဒီမှာအဲ့စောစောပြောတယ်ဟိုတမီးလေးရဲ့ရှေးကိစ္စအတွက်ပေါ့ကုညီချင်တဲ့သူတွေเนาะကိုကြီးကြီးနဲ့သူတွေအဲကျွန်တော်ကျွန်တော်အကောက်ထဲကိုဝင်ကြည့်ပါကျွန်တော်ဖုန်းနံပါတ်ရှိပါတယ်နော်အဲ့ဒါကျွန်တော်လောလောဆယ်တော့ကျွန်တော်အကူကြီးကိုလက်မခံသေးဘူးတကယ်ချင်းကအကူကြီးပဲဆိုရင်ကျွန်တော်ကိုတိုက်ရိုက် စိတ်ဆက်ပြီးဖုံးဆက်လာပါနော်ဖုံးဆက်လာပါအဲဟိုဒါကျွန်တော်ဒါကျွန်တော်အကူကြီးဟိုအဲဟိုမိတ်ဆွေတို့စေတနာနဲ့ပေးရအကူကြီးကိုကျွန်တော်ခਿੱတီရအောင်ကျွန်တော်ဘက်ကနေပြန်ပြီးတော့လဲကျွန်တော်လုတ်ပေးပါမယ်သမီးလေးတွေ့ရဖို့ကိစ္စတေဆုံးတာတော့အမျိုးမျိုးလေးရှောက်ပြောနေတယ်ဘာဖြစ်တာမတွေ့ရအဲ့ဒါအဲ့အတွက်ခေါင်းလေးကိုမထဲနဲ့နော်ရေကိုမခုံတာဟုတ်ပြီနော်အဲ့ဒီအတွက်ကိုလည်းကိုနော်ကျွန်တော်အကောင်းဆုံးကျွန်တော်အစွမ်းစားရှိသလောက်ကိုချင်းစာစိတ်ကျွန်တော်ညီမလေးတို့သဘောထားတဲ့စိတ်မေတ္တာစိတ်နော် ပဋိဒါစိတ်၃ခုပေါင်းပြီးတော့ချစ်မိတ်ဆွေများအားရကျင်တဲ့တဲ့အချီကိုကျွန်တော်ဒါကျွန်တော်ဒါတစ်ထောင်ချောက်လုံးဆောင်ရွက်ပေးသွားမယ်เนาะတိုက်ရိုက်တွေ့ပြီးတော့အားပေးစကားပြောပေးတဲ့ဗီဒီယိုဗီဒီယိုထဲမှာလည်းမြင်ကျင်နေတဲ့စိတ်ရပါကျွန်တော်ဒါတိုက်ရိုက်လက်ကလွှင့်မယ်အဲ့ဒီကြောင့်ကျွန်တော်တို့ဒီ TikTok ဒီကျွန်တော်ဒီ Facebook ဒီဒီကျွန်တော်ဒီ social media လောကကကျွန်တော်တို့အများကြီးပါမှာပါเนาะအများကြီးပါမှာပါလက်ရှိကျွန်တော်ကင်တဲ့ဖုန်းတွေပဲခင်ဗျားတို့ကြည့်เนาะเนาะဒါဒါကျွန်တော်လက်ရှိလုပ်ငန်းသုံးတာ နော်ဒါဒါကျွန်တော်တချို့ကပြောသေးတယ်ကောအစုပ်တွေနေထားလားအစုပ်တွေမဟုတ်တော့ဒီမှာနော်အစုပ်တွေမဟုတ်ဘူးနော်ပြတာကြွားတာမဟုတ်ဘူးနော်ဟိုဒီမှာနော်အစုပ်တွေမဟုတ်ဘူးဒါဒါကျွန်တော်ပြောပြတာပါနော်ဒါဒါဟိုအစုပ်တွေချထားတယ်ထင်ပါသလိုကြွားတာမဟုတ်ဘူးကျွန်တော်ဒီ social media လောကမှာကျွန်တော်အကောင်းဆုံးစူးစမ်းပေးသွားမှာပါသမီးလေးတွေညောင်ရကအနိုင်ကျင့်စော်ကားခံလဲရတယ်ကျွန်တော်တို့ဟိုဂုံတိတ်ကညှိုးငယ်သွားတဲ့သမီးလေးတွေကိုဂုံတိတ်ကအများကြီးပြင်မြင့်တက်သွားအောင် သူ့ဘဝလေးခုနကတော့တစ်စိချိုးပြောင်းလဲတော့အောင်တွေ့အထိကျွန်တော်ကြိုးစားရတယ်ဒါပေမဲ့ချစ်မိတ်ဆွေများနော်နိုင်ငံမြန်မာနိုင်ငံတွင်းနဲ့နိုင်ငံတိတိမရှိကြတဲ့ကျွန်တော်တို့ကိုချင်းစာသိရှိတဲ့ပုံကောများအားလုံးကဝိုင်းရပြီးတော့တတ်နိုင်သူရဲ့တတ်ဆွမ်းသူရဲ့လေးနဲ့ကျွန်တော်တို့နိုင်သူရဲ့အားနဲ့ပေါင်းဝင်ဝိုင်းဝန်းဖို့တော့လိုပါတယ်ကျွန်တော်တို့ကတော့ဘာမှမလိုပါဘူးဆယ်လီဖြစ်ဖို့လည်းမလိုဘူးနော်အားလေးမှတ်ထားပေးပါအားလုံးချစ်တဲ့လေးသားနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများဘေးရန်ကင်းကွာကြပါစေကျေးမချမ်းသာကြပါစေ ဟုတ်ကဲ့ပါမျိုးတွေမွဲဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအကိုပြောသွားတာအယောက်မှာအားရစရာကောင်းနေပါတော့ဒီကိစ္စကလည်းမဖြစ်ရှင်းပေးဘူးဆိုလို့ရှိရင်နောက်ကလာမဲကြောင့်သူကြောင့်သားတွေအတွက်ကတော့ရှင်းလေးစရာပေါ့နော်ဒီလိုမျိုးအုပ်စုဖွဲ့အနိုင်ကျင့်တာတွေလည်းထပ်ဖြစ်လာနိုင်တယ်ဒါကြောင့်မလို့ဒီတနိုင်ငံလုံးတည်နေတဲ့ကိစ္စကိုတော့ဖြစ်ရှင်းပေးတဲ့လို့တော့ထင်ပါတယ်အခုကြည့်နေတဲ့အမျိုးတွေလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေထင်မြင်စကြဝဠာတွေလည်းဗီဒီယိုလေးအောင် comment လေးရေးပေးလို့ရပါရဲ့ရှင့်နောက်ထပ်လည်းဒီကြောင့်သူလေးကိစ္စနဲ့ပတ်သက်ပြီးတော့သတင်းထူးလေးတွေရရင်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါဦးမယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တဒါ